ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အေးဒီတစ်ခါကျွန်တော်တို့ channel မှာလက်ဆက်တဲ့ organic ဟင်းသီးဟိရတွေအများကြီးထွက်တယ်ဒီတစ်ခါဟင်းသီးဟိရစံပြိုးတာကနေအမြန်ဆုံးကောင်းကောင်းရတော့မယ်ဟုတ်တယ်သားကြီးဒီတစ်ခါငါတို့ဟင်းသီးဟိရတွေအထွန်းတော့ရမ်းကောင်းနေတယ် ။ငါမျှော်လင့်ချက်အရဆိုရင်တော့စုခူးတဲ့အချိန်ရောက်ရင်ဟင်းသင်းဟင်းရွက်တဒန်းကျုံထွက်လာလိမ့်မယ်။ဒီတစ်ခါငါတို့ channel မှာတနှစ်ခံအသီးရွက်တွေမဆိုင်ပဲ၆လခံအသီးရွက်တွေစိုက်ပြိုးလိုက်တာကောင်းမယ်။ဒီနည်းနဲ့အများဆုံးပိုများပြီးတော့ကုန်ကျစရည်လည်းနည်းလိမ့်မယ်။ဥကျော်လာမှာသူ့ကိုယ်ပိုင်လဲစေးဤကရှိပါတယ်။အိမ်မှာသူကတားနှစ်ယောက်ဖြစ်တဲ့ကျုံဤနဲ့ကျောစွာတို့နဲ့အတူဟင်းသင်းဟင်းရွက်စိုက်ပြိုးပါတယ်။သူတို့ချမ်းကဟင်းသင်းဟင်းရွက်တွေကလက်ဆက်ပြီး organic ဖြစ်တဲ့အတွက်ကြောင့် ဈေးကွက်ထဲကဟင်းသင်းဟွက်ရောင်းတဲ့ဝေးလက်ကြီးတွေအကုန်လုံးကသူတို့စီကပဲဝေးကြပါတယ်။ဟင်းသင်းဟွက်ချမ်းကနေသူတို့မိသားစုဇီးရိတ်စကားကကောင်းကောင်းလဲပတ်နိုင်ခဲ့ပြီးအိမ်ကြီးအိမ်ကောင်းလေးစောင့်ထားနိုင်ခဲ့ပါတယ်။အေးကျွန်တော်တို့ဒီတစ်ခါချမ်းတဲ့ဟင်းသင်းဟွက်ခူးပြီးရင်ကိုယ်တိုင်ဈေးရောက်ရင်ကောင်းမယ်လို့ပြောချင်တယ်။ဘာလို့လဲဆိုတော့နောက်နှစ်ရက်သုံးရက်ဆိုရင်ချက်ပွဲတော်လာတော့မယ်။အဲ့ပွဲတော်မှာပင်းဥတို့မုံလာဥဖြူတို့မပြောသေးစင်ပြီးတော့စံရင်းစတဲ့ဟင်းသင်းဟွက်တွေအများကြီးပူဇော်ပွဲမှာလိုအပ်တယ်။ ဒါဆိုရင်အမြဲအစွန်းလေးကောင်းကောင်းရလိမ့်မယ်ဘလို့လို့ရမလဲဆိုတာကြီးကြသေးတော့ပေါ့အခုလွလော့စေတော့မနေ့ပြန်တီးရွက်ခူးဖို့အတွက်လုံတမနေနေခေါ်ရလိမ့်မယ်မဟုတ်ရင်တီးရွက်တွေတီးပင်စားပင်မှာမှဲ့ပြီးပျက်စီးသွားမှာစိုးရည်အခုတော့အိမ်ပြန်ကြရအောင်ခဏကြာမှတောင်းရောက်သားကအိမ်ပြန်ရောက်လာကြပါတယ်သူတို့အိမ်ကအတော်လေးကြီးပြီးကြီးလို့လဲလှပါတယ်လူတချို့ကသူတို့ရဲ့ကျူးသားအထုတ်မှုကိုချီးမွမ်းပြောဆိုကြပါတယ် ဒါပေမဲ့နောက်ကွယ်မှာတော့သူတို့ရဲ့ဟင်းသင်းဟင်းရွက်လုပ်ငန်းကဝင်ငွေကိုမြင်ပြီးမနာလူဖြစ်တဲ့သူတွေလည်းရှိပါသေးတယ်။ဒီဟင်းသင်းရွက်သမားတွေပဲတက်တောင်တက်တာချမ်းသာကြွယ်ဝတဲ့ဘဝဖြတ်သန်းနေကြတာ။ဟင်းသင်းရွက်ချံတစ်ချံထဲနဲ့ကြည်ရင်ကြည်ရင်တလောက်အိမ်ကြီးကိုစောင့်နိုင်တယ်။ဟင်းသင်းဟင်းရွက်လုပ်ငန်းမှာတကယ်အမျက်ဆုံးရနေတာသူတို့ပဲ။ဟုတ်ပါတယ်။ဒါပေမဲ့သူတို့ကလည်းအဲ့ဒီလောက်ကြိုးစားအားထုတ်ကြရတာပေါ့။ဒါကြောင့်လည်းတိုးတက်နေတာ။ဈေးကွက်ထဲကဟင်းသင်းရွက်ကုန်တယ်ကြီးအားလုံးကသူတို့ချင်အားလက်ဆက်တဲ့အသီးရွက်တွေပဲရောင်းကြတာ။ တို့အိမ်မှာလည်းအဲ့ဒီအသီးရွက်တွေပဲစားတာအမှန်တမ်းပြောရရင်ငါတို့တို့ချန်အသီးရွက်တွေကိုကြိုက်တယ်ချက်ပြုတ်တဲ့အခါမှွှေးလိုက်တာမှစားရတာလည်းအရင်အရသာရှိတယ်အင်းနီရဲ့နင်ကလည်းတို့ချီချိုးလွန်းနေပြီတလောက်လည်းအရသာရှိတဲ့အသီးရွက်မဟုတ်ပါဘူးတို့လည်းအသီးရွက်တွေမှာတက်မြင့်ဩစာတော့ထဲ့တာပဲလေကေတီရဲ့ဒီဘက်ခက်မှာစိုက်ပျိုးရေးမှာတက်မြင့်ဩစာလူတိုင်းသုံးကြတာပဲဒါပေမဲ့နေတစ်ခါလောက်တို့ဆီကအသီးရွက်ရှူပြီးချက်ကြည့် သူများစီကအသီးရွက်ကြံတွေနဲ့ချက်ရင်အရသာမကောင်းလေသူတို့ကြံကလက်လက်ဆက်ဆက်အသီးရွက်တွေနဲ့ချက်ကျင်ဘလောက်ကွာချတယ်ဆိုတာသိလိမ့်မယ်ကောင်းပြီလေငါသွားတော့မယ်ဒီနေ့ဟင်းရွက်စိန်ချက်ဖို့ယူလာတာလီးတာဆေးတာချက်တာအချိန်ယူရအောင်မယ်ဒီလိုပြောပြီးတော်ဤနီကသူ့ဟင်းလေးကိုဝင်သွားပါတော့တယ်ဒေါကီတီကတော့ဥကျော်လှရဲ့အင်ကြီးကိုကြည့်နေတော့ပါပဲဘဘကြီးဘဘဘမလေးချန်နဲ့ကနေဘာလို့တလောက်ဆော့ဆော့ပြန်လာလဲ စားဖို့တောက်ဖို့တတိယရှိသေးရဲ့လားဒါမှမဟုတ်တခါဟင်းသင်းရွက်ဆိုင်ခင်းနဲ့ရောက်ရင်အဲ့ဒီမှာပဲသဘောကျနေတော့လားကျမတော့ခုနပဲအကြီးဆုံးချွေးမနဲ့ channel ကိုထမင်းပို့ခိုင်းတော့မလို့အမေဒါဆိုအမေ channel ထမင်းပို့လိုက်ရင်ကောင်းတော့ဗောဒီနေ့ channel မှာလေးအီတွေတိုက်နေတာတက်တောင်တက်တာထိုင်စားလို့ရတာဗောဟုတ်ပါတယ်ဟုတ်ပါတယ်မင်းတို့အဖေနဲ့သားတို့ရာဟင်းသင်းရွက် channel မှာပဲအိမ်အောင်ချပြီးအခြေချချင်မှာရှင်တို့၃ယောက်လုံးအရင်ချစ်လက်မျက်နှာသွားတက်လိုက်ကြလေထမင်းပြင်ထားပြီးပြီ ခဏကြာမှအားလုံးကအတူထိုင်ပြီးထမင်းစားကြပါတော့တယ်။ဒီချိန်မှာဥတီဟာကရောက်လာခဲ့ပါတယ်။သူကဥကျော်နလူပဲနှင်းသီးဟင်းရွက်ကုံသေးလှုပ်တဲ့သူပါ။ဥကျော်နကြီးမင်္ဂလာပါ။ညီမကြီးမင်္ဂလာပါ။အိုးဥတီဟာပါလား။လာပါလာပါ။အတူထိုင်ပြီးထမင်းစားပါဦး။ချိန်မလေးရကိုရခွားရက်နဲ့ဘူးရွက်ဟင်းကိုရမ်းကောင်းချက်ထားတာ။ရပါတယ်ရပါတယ်ခမရတို့ပဲစားပါ။ကျွန်တော်ကဘူးရွက်နဲ့အသီးရွက်တွေသိမ့်မကြိုက်ဘူး။ ဒါနဲ့ခမရတို့အတွက်အရန်ကြီးမားတဲ့ဟင်းသီးဟိရအော်ဒါတခုယူလာခဲ့တယ်။ခမရတို့သိတဲ့အတိုင်းပဲအခု chat ပွဲတော်ရာသီဆိုတော့တတိတယောက်ကဟင်းသီးဟိရတဒံလောက်လိုချင်လို့တဲ့။ဦးလေးဒါလောက်အသီးရတွေလိုချင်နေဆိုတော့ဟင်းသီးဟိရကုံတဲ့တယောက်များလား။မဟုတ်ဘူးမဟုတ်ဘူးသား။ तू ကလူမှုရေးလုပ်ငန်းလုပ်တဲ့သူ။နေ့စဉ် chat ပွဲတော်မှာဟင်းသီးဟိရတွေဝေငှလေးရှိတယ်။ဒီနေ့လည်းစင်ရဲသားတွေကိုဝေဖို့လိုချင်တာ။ဦးတီဟာကြီးဟင်းသီးဟိရပေးဖို့ကတော့အခက်အခဲမရှိပါဘူး။ ဒါမဲ့ပတ်စံတွေတော့မပိတ်မိတော့ဘူးမလား။ဩအဲ့ဒီအတွက်လေစိတ်မပူပါနဲ့ဥကြော်လာရဲ့ပတ်စံကိုလက်ငင်းပေးချိန်ပါပါ။ကျန်တာခမရကြည့်လိုက်ပေါ့။ဟင်းဒီဟွေပေးမယ်ဆိုရင်ဈေးနှုန်းလေးကောင်းကောင်းရမှာ။ဘလို့ဈေးနှုန်းတတ်မှတ်ခြင်းလေ။ဟင်းဒီဟွေတဒံဝဲလူအားကိုမြင်တော့ဥကြော်လာကအများကြီးစဉ်းစားမနေတော့ဘဲသဘောတူလိုက်ပါတော့တယ်။ကောင်းပြီလေ။ဒါဆိုရင်ကျွန်တော်မနေ့ပြန်ချန်တဲ့ဟင်းဒီဟွေတွေခုစုတ်ခိုင်းလိုက်မယ်။ ဒါဆိုရင်တော့ကျွန်တော်ဝယ်မဲ့သူကိုဟင်းသီးဟွင်းရမယ်လို့သွားပြောလိုက်ပါမယ်။သွားတော့မင်းတို့။ဟုတ်ကဲ့ပါ။ယောက်ျားကြီးဟင်းသီးရွက်ပေးဖို့ရှင်ကဘာလို့သဘောတူလိုက်တာလဲ။ဘာလို့မငင်းလိုက်တာလဲ။သူကိုယ်တိုင်လည်းဟင်းသီးရွက်ဝယ်ရောင်းလုပ်နေရပဲ။ဒါဆိုသူ့ချင်ဟင်းသီးရွက်ပေးလို့ရတာပဲလေ။ကျမတော့သူ့စိတ်ရင်းကိုတိတ်မယုံတော့။အော်ဘဝရဲ့ငါတို့ဘာလို့ရမှာလဲ။ဝယ်မဲ့သူကဟင်းသီးဟွင်းရွက်အတွက်လက်ငင်းပတ်စံပေးဖို့အသင့်ရှိနေတော့ဘာပြဿနာရှိလို့လဲ။တခါတည်းနဲ့ခြံထဲကဟင်းသီးဟွင်းရွက်တွေလည်းထွက်သွားမယ်။ အမြန်ဆုံးနဲ့ကောင်းကောင်းရမယ်။ဒါအောင်မြင်လို့ပဲသဘောတူလိုက်တာ။ဒါမဲ့မင်းမကြိုက်ရင်တော့ငင်းလိုက်လို့ရတယ်။ရှင်အစင်ပြေတဲ့ထင်လဲလှုပ်လိုက်ပါ။ဘာပဲဖြစ်ဖြစ်ကျော်ဤရဲ့မင်္ဂလာဆောင်လဲလာတော့မယ်လေ။အဲ့ဒီမှာလဲတင်းချီကုန်ကြစိတ်ရှိမှာ။ဝင်ငွေမရှိရင်ဘယ်ရနဲ့မင်္ဂလာဆောင်ကောင်းကောင်းလှုပ်ပေးနိုင်မှာလဲ။သမီးလေးကိုလဲချမ်းသာတဲ့အိမ်ကကြည်ထားတာပဲလေ။နောက်တနေ့မှခြံလေးကဟင်းသီးရွက်တွေအကုန်လုံးခိုးဆွတ်လိုက်ပြီးဝဲမဲ့သူကကုန်ကားနဲ့တင်သွားပါတော့တယ်။ပတ်စံပြီးပြီးတော့ယူသွားလိုက်ပါတယ်။ ဖေဖေရဲ့ကောင်းလိုက်တာ ကျွန်တော်တို့ channel ရဲ့အသီးရွက်တွေကိုတခါတည်းပဲခူးဆွရသေးတယ်ငါသိမှုတော့ရောင်းလိုက်ရတယ်တပ်ပြူးစီးနဲ့တက်မြေဩဇာမျိုးစစ်အဲ့ဒီကုန်ကြစီးတွေနှုတ်ပြီးရင်တော့အတိအကျနှစ်သိန်းခွဲအမြတ်ရတယ်ဒီနေ့ငါတို့ဟင်းသီးဟင်းရဆိုင်ပြိုးရေးမှာအမြဲဆုံးအရန်ကောင်းပါပဲပြီးတော့ဒီတခါရတဲ့အမြဲဆုံးအားလုံးနဲ့တခြားခြံတွေဝယ်လိုက်ရင်ကောင်းမယ်ခြံတွေပိုဝယ်ပြီးတော့ဘာအကျိုးရှိမှလဲဖေဖေကျွန်တော်တို့ရဲ့အချင်းတွေအားလုံးကဒီစေအေးကခြံထဲမှာပဲဟင်းသီးဟင်းရဆိုင်ပြိုးရေးနဲ့ကုန်နေတော့တာ တခြား channel ကိုဘယ်လိုခရုစိုက်နိုင်ပါလဲ။အိုးဒါဆိုရင်ငါတို့ channel ဝယ်ပြီးစိုက်ပျိုးဖို့လေယာဉ်လုပ်ငန်းခန့်အပ်တဲ့သူကိုပေးလိုက်မယ်။သူကအတီးရွတ်တဝက်ကိုယူထားပြီးကျန်တာကိုငါတို့ကဈေးကွက်မှာရောင်းချမယ်။ဦးကျော်လာရဲ့ဒီလိုမျိုးဟင်းသီးဟင်းရဲ့စိုက်ပျိုးရေးတူးချဲ့ဖို့အကြံဉာဏ်ကိုသူသားနှစ်ယောက်လည်းသဘောကျကြပါရဲ့။ဟင်းသီးဟွေအစာပြုရေးတိုးချဲ့ဖို့ဒီဂျန်ရန်အကောင်းဆုံးပဲ။ခြံတွေပုံများလာရင်ဟင်းသီးဟွေအထွန်းထုံပုံများလာမယ်။အမြန်ဆုံးလည်းတိုးလာမယ်။ ပြီးတော့ရလာတဲ့အမျက်စွန်းတွေကိုခြံဝင်ရမှတော့မယ်ဒါမှကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တွေထိုင်စားနိုင်မှာပေါ့ဒါပြင်ကျွန်တော်တို့စင်ရသားတွေကိုလည်းကိုချံပါလောက်ကန်ပေးနိုင်လိမ့်မယ်အင်းသင်းရွာထွန်းထုံပုံများလာရင်ကျွန်တော်တို့ဓာတ်ရဲဈေးကွက်ကြီးမှာတင်သွင်းတင်ဖို့လုပ်လို့ရတယ်သူတို့တောင်းရောက်တာဟင်းသင်းရွာခြံကိုတူးချိတ်ဖို့အတွက်စီစဉ်နေကြအချိန်မှာနောက်ထပ်နှစ်ရက်အကြာမှာတော့လာမယ့်မုန်တိုင်းအကြောင်းကိုလုံးဝမသိပါဘူးနှစ်ရက်နေတဲ့အခါမှာတော့အိမ်မှာလူရှိလား ဘူးကျော်လိုက်ရဲ့အင်းရှင်မှာရဲရီရဲနေတာကိုမြင်တော့အိနီနာချင်းတွေအကုန်လုံးကသူတို့တကားဘာကနေထွက်လာကြပါတယ်။ဟုတ်ကဲ့ပြောပါ။ဒါကဟင်းသီးဟွေရောင်းတဲ့ဦးကျော်လိုက်ရဲ့အိမ်မဟုတ်လား။ရဲကဒီလိုမေးမြန်းနေတာကိုမြင်တော့ဒေါ်ဘာဘာကနည်းနည်းထိတ်လန့်သွားခဲ့ပါတယ်။ဟုတ်ပါတယ်။ဒါဦးကျော်လိုက်ရဲ့အိမ်မှာကျမသူ့ရဲ့စနေပါ။ဒါပေမဲ့ပါကိစ္စလည်းအင်စပက်တာဆရာကြည့်ပါဦး။ ဒီမိမကတော့နို့နယ်စေးထားတဲ့သူလိုမျိုးဘာမှမသိတဲ့ဟန်ဆောင်နေတယ်။ဟေးမင်းတို့လက်ဆက်တဲ့ဟင်းသီးဟွေရောင်းတဲ့နာမည်နဲ့ဓာတ်ပစ္စည်းနဲ့စေးဆိုးထားတဲ့ဟင်းသီးဟွေအတုတွေကိုရောင်းနေတာ။အဲ့ဒါတွေကိုဝယ်တဲ့အပြစ်မဲ့ဖောက်တဲ့တွေနေမကောင်းဖြစ်ကုန်ကြပြီ။တိုင်ကြားတာတွေလည်းအများကြီးငါတို့စီရောက်နေတယ်။ဥကျော်လှနဲ့သူ့သားနှစ်ယောက်နာမည်နဲ့ဖမ်းဝရန်ထုတ်ထားတယ်။အခုအနည်းဆုံးနှစ်နှစ်လောက်တော့ထောင်ဒဏ်ဆိုင်ရနိုင်မယ်။ရဲကဒီလိုချင်းချောက်ပြောဆိုတာကိုမြင်တော့ဒေါ်ဘာဘာရဲ့မျက်လုံးမှာမျက်ရည်တွေဝဲလာခဲ့ပါတယ်။ဟာဖះရည် ကျမတို့တကားမှဘသူ့ကိုမှမကောင်းမကြံဘူးဘူး။ဒါတောင်ကျမမိသားစုပေါ်တလောက်ကြီးတဲ့ဒုက္ခဘာလို့ပေးရတာလဲ။အဲ့ချိန်မှာဥကျောနာကျောသားနဲ့ကျောဤတို့ကခြံထဲကလက်ဆက်တဲ့အသီးရွက်တွေကိုယူလာကြပါတယ်။ဘာဖြစ်တာလဲဝါဝါ။ဒီရဲတွေကဘာလို့ရောက်နေရလဲ။အရာရှိကြီးဘာကိစ္စလဲ။တခုခုဖြစ်လို့လား။မင်းတို့ပေါ်လက်ဆက်တဲ့ဟင်းသီးဟင်းရွက်နာမည်နဲ့ဓာတ်ပစ္စည်းပါဝင်တဲ့ဟင်းသီးဟင်းရွက်တွေမှောင်ကိုရောင်းဝယ်မှုနဲ့တိုင်ကြတာတင်ထားတယ်။ဇယ်သိန်းတန်ခွေဆောင်မလား။ ဒါမှမဟုတ်ရင်ထောင်ထဲမှာပဲလေရှူကြမလားအဲ့လိုပြောပြီးတော့ရဲကဥကျော်လာရဲ့လက်တွေကိုလက်ထိတ်ခတ်လိုက်ပါတယ်ဒီချိန်မှာကျော်ဤကဒေါသတကြီးနဲ့ပြောခဲ့ပါတယ်အရာရှိကြီးဘသူကခမရကိုတရင်မှာပေးလိုက်တာလဲကျွန်တော်တို့ကတန်ရှင်းစင်ကြဲတဲ့ဟင်းသီးရွက်တွေစိုက်ပြူတာပါအလုံးကျုံမရင်ရင်ပြနဲ့ဘောင်းရင်အခုချက်ချင်းခမရအစီတွေအကုန်လုံးဖယ်ထုတ်ပြမယ်ခမရအရင်ရင်ကြီးကြီးပြောပါခမရဒီလိုပြောလို့မရဘူး ပြီးတော့ဘယ်သူကကျွန်တော်တို့ဘောတိုင်ကြလဲဆိုတာယင်သိပြရစီအောင်ဒီလိုပဲအကြောင်းမရှိပဲကျွန်တော်တို့စေသိန်းတန်ခွေကိုဘယ်လိုစောင့်နိုင်ပါလဲကျွန်တော်တို့တနေ့ကိုမြေကြီးနဲ့ပေးချန်ပြီးလဲလှုပ်တယ်ချွေးတွေသွေးတွေနဲ့ပြီးတော့ရိုးရိုးသားသားနဲ့လောက်ကင်စားတော့တာပါစီအောင်ဒီချိန်မှာဗနာလူတဲ့ဥတီဟာကလူလေးယောက်ကိုစူးစီးပြီးခေါ်လာခဲ့ပါတယ်ငါပဲမင်းတို့ဘောတိုင်ကြတာငါပဲဒါမဲ့ဦးလေးဦးလေးကိုယ်တိုင်ပဲကျွန်တော်တို့ဟင်းသီးရွက်တွေကိုရောင်းပေးခဲ့တာမဟုတ်လား ကျွန်တော်တို့နှစ်ပေါင်းများစွာဟင်းသီးဟွေစိုက်ပျိုးရောင်းချတဲ့လုပ်ငန်းလုပ်လာတာဦးလီကျွန်တော်တို့မယုံလားငါလည်းပဲယူဖြစ်ခဲ့လို့မင်းတို့လိုလိမ့်လေလေပြားတဲ့လူတွေကိုယုံကြည်ပြီးမင်းတို့ချင်းကဟင်းသီးဟွေတွေကိုမင်းတို့ဟင်းသီးဟွေတွေကအရင်လက်ဆက်တယ်လို့ယူဆခဲ့တာအဲ့ဒါတွေကိုယူဆပြီးငါရောင်းပေးခဲ့မိတာအဲ့ဒီတထေဝေးငားတဲ့ဟင်းသီးဟွေတွေချက်စားတဲ့သူတွေအကုန်လုံးနေမကောင်းဖြစ်ကုန်ပြီကြည့်ဒီမှာတတ်တဲ့အနေနဲ့လူတွေလည်းရောက်နေပြီအဲ့လူတွေဟင်းသီးဟွေစားပြီးဘာဖြစ်ခဲ့လဲပြောပြလိုက်အောင်အင်စပက်တာဆရာ ဒီလူတွေဟာဘလူတက်မြောသားမျိုးထဲပြီးဟင်းသင်းရွက်တွေစံပြုံးမှန်းတော့မသိပါဘူး။စားပြီးတာနဲ့ကျွန်တော်မိသားစုတစုလုံးနေမကောင်းဖြစ်ကုန်တာပဲ။ဈေးကူတော့ဖို့ပတ်စံတော့မရှိဘူး။ကြားတယ်မလားအင်စပက်တာဆရာ။ဒီစင်းရဲသားတွေဟာဘယ်ကနေသူတို့မိသားစုကိုဈေးကူတော့ဖို့ပတ်စံဆွနိုင်မှာလဲ။ဒီလူတွေရဲ့ကလေးတွေနဲ့မိသားစုဝင်တွေကျမ်းမာရေးမကောင်းဖြစ်ရတာကမင်းတို့ချမ်းကဟင်းသင်းရွက်တွေကြောင့်ပဲ။အဲဒါကြောင့်ရိုကြီးမင်းတို့ပေးရမယ်ညီလေး။ဦးဒီဟာကစူဝေးနေတဲ့လူအုပ်ရှင်မှာ ဒေါ်ဝဝနဲ့ဦးကျော်လာတို့မိသားစုတစုလုံးရဲ့ချမ်းကဟင်းသီးရွက်တွေနဲ့ပတ်သက်ပြီးတမင်တကာမဟုတ်မမှန်ကောလာဟာလတွေနဲ့ဂုံတိတ်ခါကြာဆင်းအောင်လုပ်လိုက်ပါတယ်။ဒါကြောင့်လူတွေကသူတို့ကိုအရန်ကိုအရှက်ခွဲကြပါတော့တယ်။ငါတို့အစတရထင်ခဲ့တာသူတို့ချန်ဟင်းသီးရွက်ရောင်းပြီးအမျက်ဆုံးကောင်းကောင်းရနေတာသိချားတယ်။မဟုတ်ရင်တလောက်အင်ကြီးအလွယ်တကူဆောက်လို့မရဘူး။ပြီးတော့ဟင်းသင်းရွက်ချန်တချန်နဲ့ဘသူကတလောက်တိုးတက်နိုင်မှာလဲတခြားဟင်းသင်းရွက်ရောင်းတဲ့သူတွေလည်းကြည့်အောင် သူတို့ဘဝဟင်းသိမ်းရွက်ရောင်းရင်ကုံဆုံးသွားတာပဲကေတီရေနင်ပြောတာမှန်တယ်တီမိသားစုတဆုလုံးရဲ့လောက်ရက်ကိုကြည့်ရင်သူတို့မျက်နှာကိုအိုးမဲနဲ့တုတ်ပစ်တဲ့နယ်လူတွေကဒီလိုမျိုးခါသီးတဲ့စကားတွေပြောတာကိုကြားတော့ဥကျော်နာကစိတ်တကြသွားပါတော့တယ်နေပေါင်းများစွာငါမိသားစုအတွက်စူးစောင်းခဲ့တဲ့ဂုဏ်သိက္ခာတွေအကုန်လုံးပျက်စီးသွားရပြီ။မနေ့ကအထိဒီလူတွေပဲငါတို့ကိုတလောက်လေးစားခဲ့ကြတာ။ဒါပေမဲ့ဒီနေ့သူတို့ပဲငါတို့ပေါ်လက်ညှိုးထိုးနေကြပြီ။ ယောက်ျားရဲ့အချိန်မကောင်းတဲ့အခါလူတိုင်းကလက်လွတ်လိုက်ကြတာပဲဒါပေမဲ့စိတ်မပြတ်ပါနဲ့ဖရာသခင်ကအားလုံးအဆင်ပြေအောင်လှုပ်ပေးပါလိမ့်မယ်တခြားရွေးချယ်စရာမရှိတာကြောင့်ကျောသားကရဲကိုတန်ခွေပေးလိုက်ပါတော့တယ်အမရသတ်မှတ်ထားတဲ့တန်ခွေအကုန်လုံးပေးပြီးအခုခမရတို့ဒီကနေထွက်သွားပါတော့မင်းတို့ပဲဒီရင်ကနေထွက်သွားရမှာဘာလို့လဲဆိုတော့အစိုးရကဒီရင်ကိုချိတ်ပိတ်ဖို့မိန်ပေးတာတယ်ရဲကအင်ကနေနှင်ထုတ်မယ်လို့ပြောတာကြတော့ ဒေါ်ဝမကအတန်အကျကြီးနဲ့ငိုကြွေးလိုက်ပါတော့တယ်။ကျော်စောကြီးဒီရဲတွေကဘာလို့တီလို့ပြောနေရလဲ။သူတို့ကငါတို့ငါတို့အိမ်ကနေဘလို့နင်ထုတ်နိုင်မှာလဲ။မင်းအဖေကဝမ်းပိုက်ကိုမဖြည့်ပဲပတ်စံစုဒီအိမ်ရဲ့အုတ်ခဲတလုံးချင်းစီကိုသူ့လက်နဲ့ဆောက်ခဲ့တာ။ငါတို့ဒီအိမ်ကိုစွန့်ပြီးဘဲမှမသွားဘူး။ဒါကငါတို့အိမ်။အမေကြီးအခုလောလောဆယ်တော့ကျွန်တော်တို့ဒီအိမ်ကိုစွန့်ခွာရတော့မှာပဲ။သွားကြစို့အမေ။အမေကြီးကျမအိမ်ထဲကလိုအပ်တဲ့ပစ္စည်းတချို့ရှူလိုက်အောင်မယ်။ မင်းတို့ဒီအိမ်ထဲကဘယ်ပစ္စည်းကိုမှယူသွားဖို့ခွင့်ပြုချက်မရှိဘူး။ကဲအခုထွက်သွားတော့အခုချက်ချင်းပဲ။ရဲကမိသားစုတစုလုံးကိုတွန်းထုတ်ပြီးသူတို့ရဲ့အိမ်ကနေနှင်ထုတ်လိုက်ပါတော့တယ်။ဦးကျော်နာကနှင်ပေါင်းမြောက်စွာစူဆောင်းခဲ့တဲ့လူအတိုင်းဝိုင်းကလူတွေအကုန်လုံးဟာဒီနေ့မှာတော့သူ့ကိုစင်ကျင်ပြီးပြောဆိုနေကြပါတယ်။ဘသူမှစိုးရတဲ့အချိန်တွေမှာသူ့ဘေးမှာရက်တီမပေးကြပါဘူး။အေးဗျာ ကျုပ်တော်ဒီဟင်းသီးဟိုရသမားကိုရန်ကြိုးစားခဲ့တယ်ရိုးသားခဲ့တယ်ကိုကူကူအားကိုးတဲ့တစ္ဆာရှိတဲ့လူလို့ထင်မိခဲ့တာဒါမဲ့ဒီနေ့မှသူတို့လောက်ရကိုသိလိုက်ရတယ်ရဲ့ရီဝဲပြီးဗိုက်စားနေတဲ့ပုံပန်းတရံတွေနဲ့စင်းရဲတဲ့ရောက်ခမအင်းကလူတွေဟာအိမ်မက်ရမက်ဖြစ်ပြီးလမ်းမမှာဒုက္ခရောက်နေကြပါတယ်မမေမမေတားဒီလောက်လမ်းလျှောက်လာရတာပင်ပန်းနေပြီနောက်ထပ်လည်းမလျှောက်နိုင်တော့ဘူးကျေးဇူးပြုပြီးတော့အိမ်ပြန်ရအောင်နော်ညာသာကအိမ်ပြန်ခြင်းလို့ပြောတာကိုမြင်တော့ ဆင်းရဲတဲ့ချွေးမခင်ခင်ဟာစကားမပြောနိုင်တော့ပါဘူးပြင်းထန်တဲ့နေပူတွေကိုလမ်းလျှောက်လာရလို့အားလုံးဟာခြေကုန်လက်ပန်းကျနေကြပါပြီရာစာအခုငါတို့မှအိမ်မရှိတော့ဘူးငါတို့လည်းဆင်းရဲသားတွေလိုလမ်းပေါ်မှာပဲနေရတော့မယ်တခြားလူတွေလိုပဲဖျားသခင်ကငါတို့မိသားစုဘလို့ဆင်းရဲတဲ့နေမျိုးပြလိုက်တယ်မသိဘူးအားလုံးရှောက်ရတာအယဲများနေပြီဒီမှာခဏထိုင်ဖို့ဖျားတစ်ချက်တောင်မရှိဘူးအခုတော့ခေါမိုးမရှိတဲ့ဒီအပြင်ဖက်မှာပဲနေရတော့မယ် မေကျွန်တော်တို့ဒီလိုလမ်းပေါ်မှာနေစရာမလိုပါဘူးဖခင်သခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့မှာဟင်းသင်းရွယ်ချမ်းတော်ရှိသေးတယ်အားလုံးအဲ့ဒီကိုသွားကြစို့အိမ်မက်ရမယ်ဖြစ်ပြီးတဲ့နောက်မှာစင်းရဲတဲ့ရောက်ခမရင်ကမိသားစုတွေအတွက်သူတို့ရဲ့ဟင်းသင်းရွယ်ချမ်းကပင်အားကိုးရာဖြစ်လာပါတယ်ခဏကြာမှသူတို့ကဟင်းသင်းရွယ်ချမ်းကိုရောက်လာကြပါတယ်အနီးနောက်ကချမ်းတွေမှာတချို့တောင်သူတွေကတီးနံတွေရေသိမ်းနေကြပါတယ်သူတို့ရဲ့တီးရွယ်ချမ်းကတော့ကြည်ယုံတတ်တဲ့ပင်ကျန်ပါတော့တယ် ဘာလို့လဲဆိုတော့ထတ်တဲ့ဟင်းသီးဟိရအကုန်လုံးဟာနေ့ရက်သုံးရက်အရင်ကလေးကခူးဆွပြီးရောင်းခဲ့ပြီးပါပြီ။ဖွာအဖိုးဦးလေးမတော်တားတို့အခုဒီဟင်းသီးဟိရ channel မှာနေရတော့မလား။ဟုတ်တယ်တော်အခုငါတို့ဒီဟင်းသီးဟိရ channel မှာပဲနေရတော့မယ်။ဒီအချိန်လေးကငါတို့မိသားစုကိုဘယ်ကနေဘလို့ရအောင်ခေါ်လာခဲ့ပြီလဲ။တရားရဲ့ဒီလိုဟင်းသီးဟိရ channel မှာနေရလိမ့်မယ်လို့တကားမှမတွေးမိခဲ့ဘူး။ယောက်ျားရဲ့ အချိန်ကိုဘလို့ဖြတ်သန်းရမလဲဆိုတာပဲအဓိကပါ နေနိုင်ပါ रे လေတခြားနေရာမှာအိမ်ငါပြီးဒုက္ခရောက်နေမဲ့စားကိုအသီးရွက်ချန်ထဲမှာပဲအသက်ရှင်ရက်တီနေထိုင်သွားကြမယ်ဒေါ်ဘာဘာနဲ့ဦးကျော်လှတို့ကစကားပြောနေကြတဲ့အချိန်မှာ သူတို့ချန်တဲ့နည်းနည်းဝေးတဲ့နေရာမှာကားရရက်နေတာကိုမြင်လိုက်ပါ रे အဲ့ကနေဦးမိုးဟိန်းနဲ့ဒေါ်ရရနာတို့ကထွက်လာကြပါ रे သူတို့ကအရင်ကဒေါ်သာထွက်နေပုံကြပါ रे ကျော်ဤကသူတို့ခြေထောက်တွေကိုထိပြီးကောင်းချီးယူလိုက်ပါ रे ဖေးရေအမေရေမင်္ဂလာပါတက်ရှိကျမ်းပါပါစေရတနာရေအခုဆွေမျိုးမတော်တော့ဘူးဆိုရင်ကောင်းကြီးပေးဖို့လည်းမလိုအပ်တော့ဘူးဘာလို့လဲကိုမိုးဟင်ရဲ့အားလုံးအဆင်ပြေလားဘာလို့ဒေါသထွက်နေရလဲဓမ္မကြီးကျွန်တော်ခမရတို့မိသားစုနဲ့ကျွန်တော်သမီးကိုဆွေမျိုးမတော်ခိုင်းနိုင်တော့ဘူးခမရတို့ရဲ့အိမ်ရဲ့အခြေအနေကိုကြည့်ပြီးကျွန်တော်သမီးရဲ့စေစာပွဲကိုသဘောတူခဲ့တာဒါမဲ့အခုခမရတို့မှာဘာမှမကြံတော့တဲ့အခါကျတော့ကျွန်တော်သမီးကိုဘယ်မှာထားကြမှာလဲ ကမိုးရဲ့ခမရခက်ခဲကိုကျွန်တော်တို့ကောင်းကောင်းနားလည်ပါတယ်ကျွန်တော်တို့အခြေအနေနဲ့အင်အားဆုံးရှုံးသွားတာမှန်ပါတယ်ဒါမဲ့ကျွန်တော်တို့မှာဟင်းသီးရွက်ချမ်းတော့ကျန်ပါသေးတယ်ဒီချံကိုအောက်ကိုပြီးပဲကျွန်တော်တို့ဒီအင်ကိုစောက်ခဲ့တာကျွန်တော်တို့ပြန်ကြိုးစားပြီးတော့အင်ပြန်စောက်မယ်ဒါမဲ့ခမရဒီလိုဆွေမျိုးမတော်တာမျိုးတော့မလုပ်ပါနဲ့လူအတိုင်းပိုင်းမှာကျွန်တော်တို့ရန်ကုန်တိခါကြာစင်းသွားလိမ့်မယ်နောက်ဆိုကျွန်တော်တို့လည်းကိုသမီးကိုလက်ထပ်ပေးအောင်မှာကျွန်တော်ကျွန်တော်သမီးကိုပျော်ရွှင်စေချင်တယ်အိမ်မှာသူ့ကိုအဆင်ပြေမှုတွေအကုန်လုံးပေးနိုင်မယ့်နေရာကိုပေါ့ ါပေမဲ့ဒီဟင်းသီးဟင်းရွက် channel မှာကျွန်တော်သမီးရဲ့ဘဝတစ်လျှောက်လုံးခမရတို့လိုဟင်းသီးဟင်းရွက်တွေစိုက်ပျိုးခူးဆွရင်ကုံဆုံးသွားရလိမ့်မယ်။အဲ့လိုဘဝမျိုးတော့ကျွန်တော်ကျွန်တော်သမီးကိုမပေးချင်ဘူး။သွားဆိုရရနာ။ဦးမိုးဟင်းကချမ်းသာကြွယ်ဝပြီးအရာအလုံးပြည့်စုံနေသူပါ။ဦးကျော်နာရဲ့မိသားစုစင်းရဲသွားပြီးနောက်မှာဆွေမျိုးမတော်တော့ဘဲထွက်သွားလိုက်ပါတော့တယ်။ဒီเจ้าနေကိုဖူးပွင့်ကတည်တဲ့အခါမှာတော့သူကဆန့်ကျင်ပါတယ်။အဖေ အဖေကကျမကိုကြည့်ပြီးမှကြော်အေးနဲ့ဆိတ်ဆက်ပေးခဲ့တာအခုသူတို့အခြေအနေမကောင်းတော့အဖေကကျမကိုသူတို့စုံခန်းချင်တာလားကျမလက်ထက်ရင်သူနဲ့ပဲလက်ထက်မယ်ဣရဏာကြီးသူ့ကိုနားလည်အောင်ပြောပြပါအခုသူတို့မှဘာမှမကြံတော့ဘူးသူတို့ကဆင်းရဲသွားပြီမင်္ဂလာဆောင်ပြီးရင်ဟင်းသင်းရွက်ချန်ထဲမှာထားလိမ့်မယ်ဘာအဆင်ပြေမှုမှရှိမှာမဟုတ်ဘူးသူ့ကိုငငယ်ကလေးကငါတို့အဆင်ပြေမှုအခွင့်အရေးတွေအကုန်လုံးပေးလာခဲ့တာဒီအရာတွေမရှိဘဲသူဘယ်လိုနေနိုင်ပါလဲကျမနေနိုင်ပါတယ်အဖေ အဖေကျမကိုလက်ထပ်ပေးပါအဖေကပဲကြော်အေးကိုကျမအတွက်ရွေးချယ်ခဲ့တာလေဒါကြောင့်ဒီမင်္ဂလာဆောင်ဆက်လုပ်ပြရစေပူပွင့်ရဲ့ဆုံးဖြတ်ချက်အရှိမနောက်ဆုံးမှာတော့ဥမုံဟင်းကသူ့သမီးကိုကြော်အေးနဲ့လက်ထပ်ပေးလိုက်ရပါတယ်ပြီးတော့သူကသူ့ရဲ့ဟင်းသီးဟင်းရွက်ခြံထဲကရောက်ကမရင်ကိုထွက်သွားလိုက်ပါတော့တယ်စင်းရတဲ့ရောက်ကမရင်ကလူတွေမှာကျူးကျူးပဲလှုပ်ပေးဖို့အတွက်စံတဆုပ်တောင်မရှိပါဘူးခင်ခင်ချွေးမရေအိမ်မှာစံတဆုပ်တောင်မရှိဘူး ဆံမရှိပဲချွေးမလေးကိုအင်တက်မင်္ဂလာဘလို့လုတ်ပေးရမလဲဒီချိန်မှာဘီနာကချန်ပိုင်ရှင်ဒေါ်ရှူကြီးကသူ့ချန်ထဲမှာပဲတင်းထိုးပြီးနေထိုင်နေသူပါသူဟာတော့သူ့ကိုဆံလာပေးခဲ့ပါတယ်ရှူပါမဝါရီဒီဆံကျမချန်ထွက်တဲ့ဆံမှာပြီးတော့နေအိမ်မှာချွေးမရောက်လာပြီးအင်တက်မင်္ဂလာမလုတ်ပဲချွေးမကိုအိမ်နဲ့ခေါ်လို့မရအောင်လေအခုနေချွေးမကိုအင်တက်မင်္ဂလာလုတ်ပြီးတော့ဒေါ်ရှူကြီးရဲ့ပေါင်းတဲ့ဆန်ဆန်ကြီးကောင်းမွန်မှုကိုမြင်တော့ ဒေါ်ဘဝရဲ့မျက်လုံးထဲမှာဝမ်းသာမျက်ရည်တွေကျလာပါတယ်။ကျေးဇူးတင်ပါတယ်မရွှေကြီးရဲ့နှင်းချံကပထမဆုံးအသီးနှံကိုငါအိမ်ရဲ့ချွေးမအင်တက်မင်္ဂလာပွဲအတွက်ပေးလို့လေခင်ခင်ချွေးမရေးတိဆက်နေကိုဆန်အိုးနဲ့ထည့်ပြီးယူလာခဲ့ ဟုတ်ကဲ့မေအခုပဲယူလာခဲ့ပါမယ်မေခင်ခင်ကအဲ့ဒီဆန်တွေကိုအမြန်ဆန်အိုးနဲ့ထည့်ပြီးယူလာခဲ့ပါတယ်အဲ့နောက်မှာဒေါ်ဘဝကပျော်ရွှင်တဲ့စိတ်နဲ့ဖူးပွင့်ကိုအင်တက်မင်္ဂလာလုပ်ပေးပါတယ်ချွေးမငယ်လေး ငါတို့စီမှာတလေတစ်ခုရှိတယ်။အိမ်ရဲ့ချွေမှာအိမ်နဲ့မင်္ဂလာလုပ်တဲ့အခါပျော်ရွှင်မှုကြွယ်ဝမှုနဲ့ကောင်းချီးတွေတည်ဆောင်လာတယ်။ဒါပေမဲ့သမီးကကိုရောက်ခမအိမ်ရဲ့ကုန်သိက္ခာကိုထိန်းသိမ်းခဲ့တယ်။ငါတို့အားလုံးဆုံရှုံပြီးနောက်မှာတော့မှသမီးကကြော်အေးကိုရွေးချယ်ခဲ့တယ်။တီထက်ပိုကောင်းတာဘာမှမရှိတော့ဘူး။အမေရဲ့ဘဝမှာအတက်ကျဆိုတာရှိတတ်ပါတယ်။ဒါပေမဲ့တကယ်ချမ်းသာမှုဆိုတာမိသားစုတစ်ခုစီစီလုံးလုံးအတူနေထိုင်တာပါ။ ကျမလည်းအမကြီးခင်ခင်လို့တိမိသားဆိုအမဲစည်းလုံးအောင်ထားပါမယ်။ပြီးတော့ဟင်းသင်းရွက်ခြံထဲမှာစောက်ထားတဲ့ကျမရဲ့ရောက်ခမအိမ်ကြောင်ပြောရမယ်ဆိုရင်ကျမတီမှာပြောပါရဲအမေရဲ့။ရောက်ခမအိမ်ကလူတွေအားလုံးကဟင်းသင်းရွက်ခြံထဲမှာစောက်ထားတဲ့ဝါတဲတွေမှာတနည်းနည်းနဲ့အိတ်ဆက်လိုက်ကြပါရယ်။နောက်တနေ့မနက်မှာဖူးပင်ကရေချိုးပြီးခြံထဲကမြေကြီးနဲ့လှုပ်ထားတဲ့မိဘကြောင်ကိုရောက်လာခဲ့ပါရယ်။မိဘကြောင်ထဲမှာစံတဆုပ်တောင်မရှိဘူး။ အားလုံးအတွက်ပထမဆုံးမိဖို့ကြောင့်မှပါများချက်ကျူရမလဲဖူပွင့်ကသူဟင်းသင်းရွက်ချံရဲ့လင်မောင်းစောက်ထားတဲ့အဖွင့်မိဖို့ကြောင့်မှဒီလိုမျိုးစဉ်းစားနေတော့တခြားချမ်းကလူတချို့ကသူ့ကိုလှံပြောင်းကြပါတယ်။ပရင်မချွေးမလေးကအသီးရွက်ရခမအိမ်ကိုသဘောကျနေပုံရတယ်။တနားစရာချွေးမလေးကအသီးရွက်ချံထဲရခမအိမ်ကိုမြင်ပြီးဘလို့စိတ်ရှုပ်ထွေးနေလဲ။အင်ကြီးအင်ငေါကနေလာခဲ့တော့အခုဟင်းသင်းရွက်ချံထဲရခမအိမ်မှာနေထိုင်ရတာတိတ်မလွယ်တော့ဘူး။လက်ထက်တာတော့လက်ထက်လိုက်ပြီ အခုသူခမရသူဆုံးဖြတ်ချက်ကိုနောင်နာရနေပုံပဲဒီလိုမျိုးလူတွေကမျိုးမျိုးဝေဖန်ပြောဆိုနေတာမြင်တော့ဖူးပွင့်ကသူတို့ကိုပြန်ပြောပါတယ်ရှင်တို့အားလုံးကိုယ့်အလုပ်ကိုလုပ်ကြပါကျမရဲ့အသီးရွက်ချန်နဲ့ရခမအိမ်ကြောင်ပြောရမယ်ဆိုရင်ကျမဒီမှာအရင်ပြောတယ်အဲ့နောက်မှာဖူးပွင့်ကမိဖို့ကိုမိစမွေးဖို့စဉ်းစားလိုက်ပါတယ်ဒီအချိန်မှာသူ့ရှေ့မှာလေကွက်တစ်ခုလွတ်နေတာကိုမြင်ခဲ့ပါတယ်အဲ့မှာတည့်ရက်အကြာကမှဂျုံမင်းတွေရိတ်သိမ်းထားပြီး ်စီးထားတဲ့ဂျုံရိုးတွေရှိနေပါတယ်ဒီ channel မှာခြောက်သွေ့နေတဲ့ဂျုံရိုးတွေအများကြီးပဲအဲ့ဓာတွေကိုခုတ်ယူလာလိုက်မယ်နေထိုးဖို့အသုံးဝင်လိုက်မယ်ဖူးပွင့်ကတင်းယူပြီး channel တန်းသွားပြီးတော့ဂျုံရိုးတွေကိုခုတ်ပါတယ်ခဏကြာမှခင်ခင်ကတင်းလေးကနေထွက်လာခဲ့ပါတယ်သူကမိဖို့ကြောင့်နေရာကိုမြေကြီးတုံထားတာကို တွေ့ပါတယ်ဒီညီမလေးကမိဖို့ကြောင့်ညောင်မြေကြီးတုတ်ပြီးပဲသွားလိုက်တာလေအသီးအွဲ့များသွားခူးနေရလား ခင်ခင်ကဟင်းသင်းရွက်ချန်နဲမှာဖူးပွင့်ကိုရှာနေပါတယ်ဟွန်းချန်နဲမှာလည်းမရှိဘူးဒါဆိုဖူးပွင့်ကဘယ်ဟုတ်သွားတာလဲဒီချိန်မှာကောင်းဘော်ကိုဂျုံရိုးတို့ကိုထမ်းပြီးဖူးပွင့်ဟာရောက်လာခဲ့ပါတယ်သူမျက်နှာကချွေးရီဆူရွှဲနေပြီးပင်ပန်းနှွှဲနေနေပုံရပါတယ်ဖူးပွင့်ရဲ့ရကမအိမ်ကိုခြေချတာတရက်ပဲရှိသေးတယ်ညီမလေးကထင်းရှာဖို့ထွက်သွားရလားငါ့ကိုပြောလိုက်ရင်ငါယူလာပေးမှာပေါ့ဘာဖြစ်လဲအမရဲ့ကျမထင်းရှာလာတာပဲလေဒီအိမ်ရဲ့အိမ်ရှင်မအနေနဲ့ ဒါကျမရဲ့တာဝန်ပဲမဟုတ်ဘူးလားအဲ့နောက်မှာဖူးပွင့်ကဟင်းသင်းဟွေရချန်လေးကိုသွားခဲ့ပါတယ်အဲ့မှာလေကွင်းထဲမှာလက်လက်ဆက်ဆက်ဘူးဒီတွေအများကြီးတင်းနေခဲ့ပါတယ်ဒါရီကိုခူးပြီးတော့မိဖို့ကြောင့်မှခွန်နာပါတယ်အမရေကျမတကြားနည်းနည်းလိုချင်တယ်ကျမအားလုံးအတွက်ချိုးပွဲနေနဲ့ဟာလွာလုပ်ပေးမလို့ဟုတ်ကဲ့ဟုတ်ကဲ့ဘာလို့မရမှာလဲငါအခုပဲနင့်ကိုတကြားယူလာပေးမယ်ခင်ခင်ကအထဲကနေတကြားယူလာပေးခဲ့ပါတယ် ဒါနေဖူးပွင့်ကအလုံးအတွက်ဘူးဒီဟာလဝါကို လုပ်ပေးပါတယ်။မြမလေးရေဒီညနေ့ရဲ့ပထမဆုံးမီးပုတ်ကြောင်တလေဒါဆိုအလုံးဟာလဝါပဲကျွေးမှာလား။တခြားဟင်းပွဲတွေရောမလုပ်တော့ဘူးလား။အမရေကျမတို့အလုံးတွေသူတို့ကြိုက်တဲ့ဟင်းပွဲတွေလုပ်ပေးချင်တယ်။ဒါပေမဲ့ဆန်နဲ့အလုံးမရှိဘူး။အသီးရွက်ကိုလည်းဘလောက်ချက်နိုင်မှာလဲ။တလောက်ကိစ္စလေးများငါနဲ့လိုက်ခဲ့။ဖူးပွင့်ကမီးပုတ်ကိုမီးလျှော့လိုက်ပြီးခင်ခင်နဲ့အတူ ချန်နေပြန်သွားလိုက်ပါတယ်။ ိမ်မှာခင်ခင်ကမြေကြီးအောက်ကနေအာလူတွေကိုတူးဖော်လိုက်ပါတယ်။အာလူတွေကရင်ကို တောက်ပါနေခဲ့ပါတယ်။တိလာဒီအာလူတသေးလေးတွေရဲ့အာလူတံဖင်းကအရင်အရသာရှိတယ်။အာလူအတွက်အာလူတံပူတွေလုတ်ပေးလိုက်။အချိုပွဲကတော့လှုပ်ထားပြီးသားလေ။ကျုံနေရှိတယ်။ငါသွားပြီးလက်ကျိတ်ဆက်နဲ့ကျုံမုံလှုပ်လိုက်မယ်။ခဏကြာမှခင်ခင်ကကျုံမုံယူလာပါတယ်။ဥပွင့်ကအလုံးတွင်ခြေနှင်းကလက်ဆက်တွေဟင်းသီးရွက်တွေနဲ့ ပထမဆုံးမိဖို့ကြောင့်ထမင်းဟင်းကိုချက်ကျွေးလိုက်ပါတော့တယ်။မိသားစုတွေကဗိုက်ပြည့်တဲ့အထိစားခဲ့ကြပါတယ်။မမေမမေအတော်ချက်တဲ့အာလူဒမ်ကရမ်းရတာရှိတာပဲ။စားရတာရမ်းကောင်းနေ။အတော်တောက်ကိုအာလူဒမ်ထပ်ထည့်ပေးပါဦး။အေးအေးရစားသားလေးယူပါစားပါ။တကယ်ပဲချွေးမအာလူဒမ်ကရမ်းရတာရှိတာပဲ။ပြီးတော့ဒီဘူးဒီဟာလဝါမှာခိုရားဆိုတဲ့နှုတ်ထွက်ပစ္စည်းနဲ့မလန်ရတာမျိုးစားရတယ်။ကျေးဇူးတင်ပါတယ်ဖေး။ ယောက်ျားရေပထမဆုံးချိန်ချွေးမလေးရဲ့လက်ရောင်စားရာသူ့လက်ဆောင်တော့ပေးပါဦးဟုတ်တယ်ဟုတ်တယ်ပေးပါပါဦးကျော်နာကအီထဲကနေရူပီ20ထုတ်ပြီးရှက်ယုံစွာနဲ့ပေးလိုက်ပါတော့တယ်ပေးပါကြီးအခုတော့နေရာကတိကဒီလောက်ပဲပေးနိုင်သေးတယ်ဒါလေးကိုငါဘက်ကလက်ဆောင်ဖြစ်တင်ထားပြီးပါဖူပွင့်ကသူ့ရောက်ခတိပေးတဲ့လက်ဆောင်ကိုပျော်ရွှင်စွာနဲ့ယူလိုက်ပြီးကရော့လိုက်ပါတော့တယ်။ဒီလိုနဲ့အချိန်နှင်းငယ်ကုံဆုံးသွားပါတော့တယ်။ ဒါပေမဲ့ဟင်းသီးဟိရွက်ချမ်းရဲ့အလဲမှာရောက်ခမအိမ်ဖြစ်နေတဲ့အတွက်အားလုံးနေထိုင်ရတာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတော့တယ်။ဒီနေ့မနက်မှတော့ဒီလူတွေအကောင်လုံးမနက်စောစောပဲသွားကြတာလေ။အမေအမကြီးဖေဖေကိုကျော်အေးတို့အတော်ကြီးတမီးတို့အားလုံးဒီမှာအသီးရွက်ချမ်းထဲမှာဖူးပင်ကချက်ချင်းပဲဟင်းသီးဟိရွက်ချမ်းထဲကိုရောက်သွားပါတော့တယ်။အဲဒီမှာဒေါ်ဝါဝါနဲ့ခင်ခင်တို့ကဟင်းသီးဟိရွက်အမြင့်တွေပေါ်မှာမြေကြီးဖုံးနေကြပါတယ်။ စိုးရီစန်းကဟင်းသီးရွက်ခုနေခဲ့ပါတယ်။ယောက်ျားလေးတွေကတော့ခြံွက်ထဲမှာပူးတက်စီးတွေဖြန်းနေကြပါတယ်။လာပါအမရေလာပါ ကြည့်ပါဦးဒီတခါကျမတို့ခြံထဲမှာဘလောက်တောင်လက်ဆက်တဲ့ organic အသီးရွက်တွေထွက်လဲဒီအသီးရွက်တွေဈေးကွက်မှာဈေးကောင်းရရင် အရင်ဆုံးတီတဲအိမ်လေးကိုအုပ်အိမ်အဖြစ်ပြောင်းပြစ်မယ်။အမေရေအိမ်ကိုတော့နောက်မှဆောက်လို့ရတယ် ဒီဟင်းသင်းရွက်အသီးနှံရောင်းပြီးရတဲ့အမျက်ဆုံးအားလုံးကိုပတိုင်းဆိုတဲ့စိုက်ပျိုးခန်းမှုစနစ်နဲ့အသီးရွက်တွေစိုက်ပျိုးမယ်ဆိုရင် အမျက်ဆုံးနှစ်ဆဖြစ်မယ်ပြီးတော့အခုဆောင်းရသည်လာတော့မယ်ဆိုတော့ရာသီဥတုအရာစိုက်တဲ့အသီးရွက်တွေစိုက်တာထက်ဆောင်းရသည်မှာစိုက်တဲ့ဟင်းရွက်စိမ်းအသီးရွက်တွေစိုက်ရင်အမျက်ဆုံးပိုကောင်းလိမ့်မယ်ဖူးပွင့်ရဲ့အကြံဉာဏ်ကိုအားလုံးလေးသဘောကျကြပါတယ်အဲ့နောက်မှာခြံလေးကနေခရုဆုတ်ထားတဲ့လက်ဆက်တဲ့ဟင်းသင်းရွက်တွေကိုကျိုးသွားတဲ့ကျော်ဤတို့ကဈေးကွက်ကြီးမှာရောင်းချဖို့စီစဉ်ကြပါတယ် ဟင်းသီးဟွက်တွေကအော်ဂင်းနင်းဖြစ်တဲ့အတွက်ဈေးကောင်းရခဲ့ပါတယ်။ဒါနဲ့သူတို့ကဟင်းသီးဟွက်ဆိုင်ပြုဖို့ကုန်ကျစရိတ်တွေတုံးကြပါတယ်။ပြီးတော့ဟင်းနွန်းတွေဘဲနန်တောင်းစီမုံညင်အာလူးနဲ့စောင်းရောင်ဒီမှာဖြစ်ထွန်းတဲ့ဟင်းသီးဟွက်တွေကိုဆိုင်ပြုခဲ့ကြပါတယ်။ဒီလိုနဲ့ရသက်တပတ်နေငယ်ကုန်းဆုံးသွားပြီးတခြားခြံတွေမှာလည်းဟင်းသီးဟွက်ရဲ့တီးနှံတွေထွက်လာခဲ့ပါတယ်။အမြန်ဆုံးခြံထဲမှာတက်မြေဩစာနဲ့ပိုးသက်စီဖြင်းရလိမ့်မယ်။မဟုတ်ရင်ဟင်းသင်းရွက်တွေကြီးထွားမလာခင်မှာပိုးကျသွားမယ်။ ဒါမဲ့မေအရင်ရင်းသီးရွက်တွေရောင်းမိကြတဲ့အမြတ်အစွန်းကိုဒီအသီးနယ်မှာတုံးလိုက်တာအခုတက်မြီဩဇာနဲ့ပိုးသက်ဆေးအတွက်ပတ်စံနဲ့မကြံတော့ဘူးတက်မြီဩဇာနဲ့ပိုးသက်ဆေးကိုကျမတို့ကိုယ်တိုင်လုပ်လို့ရတယ်တက်မြီဩဇာနေနဲ့နွားချီချောင်းနဲ့ပြောင်ဖြူရင်ကောင်းတယ်ဒီနီးနဲ့ဆိုအသီးရွက်တွေလုံးဝအော်ဂန်နစ်ဖြစ်လာမယ်ကုန်ကြမ်းဆေးနည်းနည်းနဲ့အမြတ်အစွန်းလည်းကောင်းကောင်းရလာမယ်ဟုတ်ကဲ့ရေအော်ဂန်နစ်နီလန်းနဲ့ဓမြောစာရေးပူတန်စီရေလုံးမဲ့အကြံဉာဏ်ကိုအားလုံးကသဘောကျကြပါတယ် ိနောက်မှာအလုံးကနေဟာတီတီကနေနှာချီတွေစူးစောင်းခဲ့ကြပါတယ်။ပူပင်ကတော့မိဘတွေကပြရီကိုစူးစောင်းခဲ့ပါတယ်။ဒါရီကိုခြံထဲမှာဖြူလိုက်ပြီးတော့ဒါကြောင့်ဟင်းသီးဟိရတွေဟာလုံးဝအော်ဂင်းနေနီလန်နဲ့အရေးသွေးကောင်းမွန်လာခဲ့ပါတယ်။ဒီလိုဟင်းသီးဟိရစင်အသီးရွက်တွေငါတို့ခြံထဲမှာအရင်ကတခါမှမဖြစ်ဘူး။ဒီတခါကိုချန်ကဟင်းသီးဟိရတွေကိုဝယ်လက်စီမရောက်တော့ဘဲကိုယ်တိုင်လှည့်ပြီးရောက်မယ် ဟုတ်တယ်ဒီနည်းနဲ့ဟင်းသီးရွက်တွေကိုဝေလက်စီရောင်းတာကပူပြီးအမျက်ရလားကိုရင်ရောင်းတာအမျက်ရလားဆိုတာသိရလိမ့်မယ်အခုတော့ကျော်ကြီးကဟင်းသီးရွက်ရောင်းဖို့ရောင်းစင်းလှင်ငါပြီးခြံထဲကလက်ဆက်တဲ့ဟင်းသီးရွက်တွေကိုခုစောကလှည့်လည်ပြီးတော့ရောင်းချပါတယ်ဟင်းသီးရွက်တွေကနေလာတဲ့လက်ဆက်တဲ့အနံ့ကိုကြည့်ပြီးလူတွေကလည်းဟင်းသီးရွက်တွေအများကြီးကိုဝေကြပါတယ်ဒီလိုပဲတခြားတစ်ဖက်မှာရောက်ခမနဲ့ချွေးမတို့လည်းဟင်းသီးရွက်ဈေးတိုင်ကိုဖွင့်ကြပါတယ် အလူး1ကီလို60မုံညင်းဟင်းနုနယ်1ကီလို40လက်ဆက်တဲ့ဟင်းရွက်စိမ့်တွေဝယ်ယူကြပါအောင်ရှင်။နေကတော့ဈေးနှုန်းသက်သာစွာနဲ့ဟင်းရွက်စိမ့်ကိုရောင်းနေရပဲ။ဟင်းနုနယ်မုံညင်း1ကီလိုစီပေးနော်။အလူးက1ကီလိုထည့်ပေး။ကျွန်တော်တို့အခွန်အသင့်ပါတယ်အလူး1ကီလိုပေးပါ။ဟုတ်ကဲ့ကိုအခုပဲပေးပါမယ်။ကျင်းရင်ကျင်းရင်နဲ့ခြံထဲကလက်ဆက်တွေဟင်းသီးဟွက်တွေဝယ်ဖို့လူတွေကပြုံတိုးလာပြီးဟင်းသီးဟွက်တွေအကုန်လုံးရောင်းကုန်သွားပါတော့တယ်။ ညဘက်မှာသုံးယောက်လုံးကဟင်းသီးရွက်လေးကိုလုံးဝရောင်းကုန်သွားပြီးပြန်လာကြပါတော့တယ်။တဖြည်းဖြည်းနဲ့ဟင်းသီးရွက်ဝဲတဲ့ဖောက်တဲတွေလည်းရာနေချီပြီးရှိလာခဲ့ပါတယ်။ဒါကြောင့်အခုအောင်းတို့ဟာလက်ဆက်တဲ့ဟင်းသီးရွက်ဆိုင်ပြိုးတွေပမာဏကိုလည်းတိုးမြင့်လိုက်ကြပါတော့တယ်။တဖြည်းဖြည်းနဲ့ဟင်းသီးရွက်ခြံတစ်ခြံကနေခြံပေါင်းများစွာထိဖြစ်လာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့လူတွေကကျွန်တော်တို့စီကနေလက်ဆက်တဲ့သီးရွက်ဝဲတာကိုပူပြီးတိုးလာကြတယ်။တပိအခုအားလုံးစင်ပြေသွားတော့မယ်။ ဒီတော့တွင်မှာအိမ်ဆောက်ဖို့ပတ်စံလေးစုမိတော်ပြီ။ဒါဆိုရင်ကောင်းတဲ့မြေနေရာတစ်ခုရှာပြီးအိမ်ဆောက်ရအောင်လေ။ဒီလိုအပြင်မှာအသီးရွက်ချန်တဲ့နေရာတာမကောင်းဘူး။သမီးချွေးမတွေလည်းရှိသေးတယ်။အားလုံးရဲ့စကားကိုကြားတော့ဖူးပွင့်ကနင်းနေစင်မကောင်းဖြစ်သွားပါတော့တယ်။မလိုလိမ့်ဆိုတော့လွန်ခဲ့တဲ့အချိန်နဲ့ငယ်တွင်မှာသူဟာသူ့ရဲ့ဟင်းသီးဟင်းရွက်ချန်လေးကရောက်ခမအင်းနဲ့အရင်ရင်းနှီးသွားခဲ့လို့ပါ။အိမ်ဆောက်ဖို့တီးခြားမြေနေရာဝယ်စရာမလိုပါဘူး။အဲ့ဒီပတ်စံနဲ့ချန်တွေထပ်ဝယ်လိုက်ပါ။ ကျန်တာတော့ကျမတို့ကဒီခြံထဲမှာပဲနေပါမယ်။ဒီနေရာမှာဘလောက်တောင်တန့်ရှင်းပြီးပွင့်လင်းတဲ့ပတ်ဝန်းကျင်ရှိလဲ။ဘူးဝင်ကဟင်းသီးရွက်ခြံထဲကရောက်ခမအင်းနဲ့ခင်မင်းတွေ့တာမှုတွေကိုမြင်တော့ဦးကျော်လာကအဲ့ဒီဟင်းသီးရွက်ခြံထဲမှာပဲခန်းသားကြည့်ကြတဲ့အင်ကြီးတစ်လုံးကိုစောက်လိုက်ပါတော့တယ်။သူတို့ခြံထဲကအော်ဂင်းနဲ့သီးရွက်တွေကိုဝယ်ဖို့လူတိုင်းကသူတို့နဲ့စီးပွားရေးလုပ်ချိန်ကြပါတယ်။ဒါကြောင့်တစ်ဖြည်းဖြည်းနဲ့တင်သွင်းတင်ဖို့လုပ်ပြီးဟင်းသီးရွက်တွေကိုရောင်းချကြပါတယ်။ဒါကြောင့်သူတို့ကရင်းကထပ်ပူချမ်းသာလာပြီး ပွင့်လင်းတဲ့ဟင်းသီးရွက် channel ကရောက်ကမအီမှာဆက်လက်နေထိုင်စရာမလိုတော့ပါဘူး။သူတို့အိမ်ထဲမှာစင်ပြေမှုတွေအကုန်လုံးရှိလာခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။